ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ကြည့်ရတာတော့ပုံနာငါတို့မိသားစုအကြောင်းပြောပြပြီးလောက်ပြီးထင်တယ်ဒါကချမ်းသာတဲ့မိသားစုပါဒီမှာဘာတစ်ခုမှမရှားပါဘူးမင်းတို့သမီးကိုငါတို့အရင်ပြောရှင်းအောင်ထားပါမယ်အဲ့လိုပြောပြီးယောက်ျားလေးရဲ့အဖေဦးကောင် မနက်စာကိုမုံအချိုတွေဘီစကစ်တွေနဲ့မလိုင်တွေအပြည့်ပါတဲ့ပကံကိုတခါရင်းနဲ့အကုန်လုံးစားလိုက်ပါတည်းဦးနုဒီဘီစကစ်တွေဟာစားလို့ရမ်းကောင်းနေပြီးတော့ဒီမုံအချိုတွေကလည်းအရင်ကိုကျွတ်ရနေရောပဲမင်းတို့စီကမုံစီကတော်တော်ကောင်းတယ်လူပဲဟုတ်ကဲ့အကိုဒါအိမ်ပြန်ဖက်လမ်းဆောင်မှာရှိတဲ့မုံဆိုင်ကပါအကိုတောင်တလောက်ကြိုက်ရင်ပြန်ခါနီးထုတ်သွားလိုက်အောင်လေအမရေငါမင်းရဲ့သမီးကိုကြိုက်တယ်ကျန်တာမင်းတို့ငါတို့ဘာမေးစရာရှိလဲမေးလေ မဟုတ်ပါဘူးအမရဲ့ငါတို့လည်းမင်းတို့ရဲ့ယောက်ျားလေးကိုငါတို့သမီးအတွက်ကြိုက်ပါရဲ့အေးဂုံပြုတ်ပါလေဂုံပြုတ်ပါလေတောင်စုသဘောတူလိုက်ကြပြီမလားဟိဒီလောက်ကောင်းတဲ့ယောက်ျားကိုတော့လက်လွတ်မခံတာကောင်းမယ်နော်ဒါပေမဲ့ပုံနာကြီးရဲ့သမီးရဲ့သဘောဆန္ဒတစ်ခါလောက်မေးဖို့လိုသေးတယ်လေကိုနုရဲ့ခဏလောက်တည်းကိုလာပါဦးဟုတ်ကဲ့လာပြီဘာဖြစ်လို့လဲဟဲ့သူတို့မနှက်ဆောင်ချပေးရနဲ့ဘလို့အားရပါရစားသွားလဲမင်းမမြင်ဘူးလား ငါထင်တာတော့လေယောက်ျားလေးရဲ့မိသားစွာစားတော့တာအရင်မဲပြီးတော့ကြည်စမ်းမအောင်တော့အဖေကြီးကစီရတဝက်လောက်ပါတယ်မလိုက်နေကိုကောက်စားသွားတယ်ငါတို့ကသူတို့ဧည့်ခံမှုအတွက်မနှက်စာနဲ့ရေဖို့၄တောင်း၅တောင်းတန်ဖိုးရှိတာတွေပြင်ဆင်ထားခဲ့တာအကုန်စားတော့ပြီးတော့အကုန်တူတူပဲဖြစ်သွားတာပဲသူကတော်တော်လက်ဖွာတဲ့လူနဲ့တူတယ်အာမိမရဘာလို့ပတ်စံသုံးတာကိုစိတ်ပူနေတာလဲယောက်ျားလေးရဲ့မိသားစုကအရင်ကောင်းတဲ့အိမ်ဆောင်ထားတယ်ငါတို့သမီးပျော်ရွှင်ရနိုင်မယ် ဇောင်းဝင်နေရေးအတွက်ဘာပြက်တနာမှရှိမှာမဟုတ်ဘူးဒီလိုမျိုးဦးနှုကရည်ကြီးကိုတနည်းတဖုံးနဲ့ဖြောင်းပြတော့တာပေါ့ကွယ်ရန်နေငယ်အတွင်းမှာပဲမက်နီလေးလက်ထပ်ပြီးတော့သူ့ယောက်ျားဘက်ကအင်ကိုရောက်လာခဲ့ပါတည်းလာလေးသမီးရဲ့အမေတို့သမီးကိုအားပါတရကြိုးဆိုပါရယ်ကွယ်မဆိုင်သမီးရဲ့ဒီအောင်ဒီပကံယူလိုက်မင်းရဲ့ညီမလေးကိုကြိုးဆိုလိုက်ပါအောင်ကွယ်ဟုတ်ကဲ့ပါအမေညီမလေးရဲ့ကျေးဇူးပြုပြီးတော့အိုးကံမေးဝင်ခဲ့နော် ဒါနဲ့မက်နီလင်ဦးကိုကန်လိုက်ပြီးကျူစုပွင့်အခမ်းအနားကိုလှုပ်ကြော်တာပေါ့ကွယ်ဒီချိန်မှာပဲရောက်ကမာကြီးကကြေလောင်စွာနဲ့ပဲအချင်းနှံ့ထွက်နေတဲ့လေကျင်းတက်တန်ကိုပြုတ်လိုက်ပါတည်းအိုးဟေးတလောက်လူတွေအများရှိတာ哦ပေချာလက်နဲ့အုပ်ပြီးမှလေကျင်းတက်တင်တာပေါ့သူကတော့တကယ်ပဲဘယ်နေရာမှာပဲဖြစ်ဖြစ်သူစိတ်ကြိုက်လေကျင်းတက်နေတာအဲ့ဒါဖြင့်လေကျင်းတက်ရင်လည်းအကျယ်ကြီးအိုးဖခင်ကြီးအခုယောက်ျားတယောက်ကဒီမိမကိုကြောက်ပြီးလေကျင်းတော့မတက်ရဲတော့ဘူး ဒါနဲ့ကွာမင်္ဂလာဆောင်ကစားစရာတွေကစီများလိုက်တာစားပြီးတော့ငါနေလို့မကောင်းဟဲ့ဘသူကမင်းကိုပိုက်ကိုပုတ်ပြီးအစားစာဝင်တလို့ထိုးထည့်ဖို့ပြောလို့လဲဒီလိုမျိုးရောက်ကမနဲ့ရောက်ကတိဟာစကားတွေပြောကြပြီးတော့လူတိုင်းနဲ့အနားယူဖို့အတွက်သွားကြပါတည်းနောက်တနေ့မှတော့မနီလဲရေးချိုးပြီးတော့မိဖို့ကြောင့်ကိုရောက်လာခဲ့ပါတယ်။အိုဖီးယားရေမိဖို့ကြောင့်ထဲမှာဘာတွေဖြစ်ကုန်တာလဲငါလေးဆုပ်ဆက်ကိုဖွင့်လိုက်မယ်အငွေတွေထွက်သွားလိမ့်မယ် အရင်နောက်မှာတော့မန်နီကမိဘကြောင့်မှလေးဆုပ်ဆက်လည်းမတက်ထားပါဘူး။မိကိုထွက်ဖို့ပြောင်းတော်မရှိဘူးဆိုတော့ကိုသိလိုက်ရပါတည်း။ဒီချိန်မှာရောင်းမဖြစ်တဲ့မစင်းကဟင်းသီးဟင်းရွက်တွေကိုယူလာခဲ့ပါတည်းညီမလေးရေမမေကမနှက်စာအတွက်ဟင်းသီးဟင်းရွက်ပလာတာလောက်ခိုင်းလိုက်တယ်။ဒါပေမဲ့အမရေဒီနေ့ကကျမရဲ့ပထမဆုံးမိဘကြောင့်ဝင်တဲ့နေ့လေ။လူတိုင်းယူယူဟင်းသီးဟင်းရွက်နဲ့ပလာတာပဲစားကြမှာလား။ဒါပေါ့ပြီးတော့ကြားလုပ်ပြီးဟင်းသီးဟင်းရွက်နဲ့ပလာတာပြင် ကျင်းရဲ့လင်းညင်ပွင့်ထက်ပြီးတော့အရသာရှိတဲ့လက်ဖိတ်လုပ်ပေးပါအောင်။ချုံမြင်တဲ့ຢာတစ်ခုခုဖြစ်လာမှာပါ။ဟုတ်ကဲ့ကောင်းပါပြီရှင်။ဒီလိုနဲ့မန်နီလိန်ပျော်ရွှင်စွာနဲ့ပဲနေရာဒီမှာဟင်းသီးဟင်းရွက်တွေစတင်ပြီးလှိလိုက်ပါတည်းဒီလိုပူပြင်းတဲ့ຢာဒီမှာအမျိုးမျိုးသောအစားအစာတွေလောက်ရမယ်လို့တကယ်စိတ်ပူနေခဲ့တာ။ဒါပေမဲ့ငါရခမတွေကပေါ်ပါတဲ့အစားအစာတွေစားကြမှာပဲ။ကောင်းတာပေါ့လေ။ငါလည်းတီနွေမှာမြင်းမြန်ဆန်ဆန်လုပ်ပြီးအခန်းထဲသွားပြီးအေကွန်းအေးအေးလေးကိုခန်းစားရမယ်။ ခဏကြာမှတော့ချွေးမကလူတိုင်းကိုဟင်းသီးဟင်းရွက်နဲ့ပလာတာတွေမနှက်စာကျွေးလိုက်ပြီးညရောက်သွားတော့ညစာချက်ဖို့အတွက်လှုပ်ရပြန်ပါတည်းငါဒီတစ်ခါလဲအမေကိုညစာအတွက်ဘာချက်ရမလဲသွားမေးကြည့်လအောင်မယ်အဲဒီချိန်မှာချွေးတွေဒီဒီကြာနေတဲ့ရောက်ကမကြီးက25ဘိတ်သားလောက်ရှိတဲ့ဆန်အိတ်ကြီးကိုတင်လာခဲ့ပါတယ်သူ့နောက်မှာတော့မစင်းကပင်းနဲ့ဂျုံမုံတွေတင်လာပြီးသူနောက်မှာတော့သူခဲဦးနဲ့ခင်မုံကတတ်တူပြားနဲ့ထုတ်ချားတဲ့ဟင်းသီးဟင်းရွက်တွေချပါတီချက်တွေစသဖြင့်ထေလာကြပါတယ် ။အိုးဖះရေဒီဆန်အိတ်ကအရန်ကိုလေးတာပဲ။ငါချွေးတွေတောင်မှထွက်လာပြီ။အမေပဲရီဟာဘယ်မှာထားရမလဲ။ယူလာပြီးငါကောင်းပေါ်တာတင်လိုက်ဟဲ့။မိဖို့ကြောင့်ဆင်ပေါ်မှာနေရလို့မမြင်ဘူးလား။အမေကျမလည်းပူနေပြီ။ဘာလို့ကျမစိတ်ဆိုးနေရလဲ။မကျင့်ကအဲ့လိုပြောပြီးပဲအိတ်ကိုခြာထားခဲ့ကခြေဆောင်ပြီးတော့ထွက်သွားခဲ့ပါတည်းမမေဒီဟင်းဒီဟင်းရွက်တွေမလိုက်နေပဲရီကိုပမာထားရမလဲလာလေးသားမင်းစေးကနေမြင်မြင်ပြန်လာတာပဲ ဟင်းသင်းရွက်တွေကိုဟိုမှာထားလိုက်အမေတလောက်ရိတ်ခါတွေရေတွေဟင်းသင်းရွက်တွေနဲ့ဆိုရင်တော့တလောက်စာစားတော့ဖူလုံတော့မှာပဲချွေးမကြီးဒီညတီချိန်မှာချက်ပြုတ်ဖို့အသီးရွက်တွေအကုန်ရောက်လာတာပဲအမေတို့ကနေခင်းထက်ညဘက်မှာအစားတော့နည်းနည်းပိုစားတယ်အဲ့ဒါကြောင့်မလာရဲပဲဟင်းရဲအစိမ်းရောင်ဟင်းသင်းရွက်တွေလည်းချက်ထားနော်အော်ပြီးတော့ညီမလေးဒါအနွေရသည်လေအဲ့ဒါကြောင့်ရိုတီ20 25ချက်ဆိုလုံလောက်ပြီဒါပေမဲ့ဒီအိုးကြီးနှလုံးထဲမှာဆန်အောင်ပြုတ်နော် အဲ့ဒါမှလူတိုင်းစားသောက်ဖို့လုံလောက်မှာဟုတ်ခဲ့ပါမှအဆင်ပြေပါတယ်။သူစိတ်ထဲမှာတော့ဒီလိုတွေးနေခဲ့ပါတည်း။โอ้ဖျားရေဒါအိမ်ကအိုးတယ်လားမုံစရာရေအိုးလားတခါတည်းကိုဆန်ဆယ်ပိတ်တာဝင်ဆက်နေလားငါရခမတွေကအစားတော့ short စားတယ်ဆိုပြီးအเจ้าမဲ့ပြောနေခဲ့တာသူတို့ကညာဖက်အစားတော့အများချက်ပြုတ်ပြီးနေခင်းမစားထားတာကိုပြန်ဖြည့်နေရပဲဒီလိုနဲ့မန်းကြီးကမိဖို့နှလုံးလုံးမှာဆန်ပြုတ်ဖို့အတွက်တင်လိုက်ပြီး ဟင်းသီးဟရွက်တွေလှီးပြန်နေပါတည်း။အိုဖះရေတလောက်ဟင်းသီးဟရွက်တွေမြင်ရတော့မိဖို့ကြောင့်ထဲမှာဟင်းသီးဟရွက်ဈေးတခုလာဖွင့်ထားတယ်လို့ပဲဒီလူတွေကညတညထဲနဲ့လေးရစာရိတ်ခါစားကြတာပဲ။ဒီလိုနဲ့ညအတွက်ကိုစီစဉ်ထားတာထပ်ပုံပြီးချက်ပြုတ်ရတာကြောင့်မိဖို့ကြောင့်ကမိဖို့ကြီးတခုလိုပူနေခဲ့ပါတယ်။မန်နီလိန်ချွေးတွေဒီဒီကြံ့လာတော့တာပေါ့ကွယ်။ခဏကြာမှပဲသူရောက်ခမတွေကစားတော့တီတောင်းဆိုလာကြပါတည်း။ ဟေးချွေးမမင်းမြန်ချက်ပြီးတော့ယူလာခဲ့အဖေဘိုက်ထဲမှာအတန်နေတော့မြင်နေပြီဟုတ်ကဲ့ယူလာခဲ့ပါမယ်အဖေကြီးဒီလူတွေကငေါ့မုံ့ဆရာမနဲ့မှားနေကြနေတူတယ်ညတညထဲနဲ့လေးရက်စာရိတ်ခါရပြင်ဆင်နေရတယ်သူတို့ကအဲ့ဒီမှာလဲလင်းစလို့လုံနေကြတယ်အိုးကြီးတွေကြောင့်စံပြုံထဲကရင်းနှွေးကဖိတ်သွားပြီးသူ့ရဲ့လက်ကိုလောင်သွားခဲ့ပါတည်းကွယ်ခဏကြာမှတော့သူ့အစားအသောက်တွေအကုန်လုံးကိုကျွေးမွေးလိုက်ပါတယ်သမင်းစပွဲတစ်ခုလုံးမှာ ပဲနှမျိုးထမင်းနဲ့ဟင်းသီးဟွက်နှမျိုးပြည့်နေတယ်ဒီချုံမုံတွေပဲဟင်းတွေကိုဘယ်မှာထားရမလဲဟေးချွေးမပဲတွေကိုနည်းနည်းရွှေ့ပြီးတော့ဒီမှာထားလိုက်ဒီလိုနဲ့စားတော့တွေများလွန်းလို့စပွဲမှာစကားများနေကြရတာပေါ့ဒါပေမဲ့နိုင်ရွာအတွင်းမှာပဲရောက်ခမတွေကစားတော့တွေအကုန်စားသွားပြီးပြောင်းသွားခဲ့ပါတည်းဒီဟင်းကကောင်းကောင်းချက်ထားတာပဲနောက်ထပ်ထည့်ပေးပါအောင်အကိုပဲတွေကကုန်သွားပြီကိစ္စမရှိဘူး ဒါဆိုရင်ခရင်ဆော့နည်းနည်းပြေးပါအောင်ထမင်းရောင်ကြံသေးလားဟေးကိုခန်းရင်မင်းကမလိုက်မရလိုက်ဦးမလားဘာလို့လဲဆိုတော့ငါစားလိုက်လို့လေမိချစ်နင်းကလည်းစကားတော်တော်များတာပဲနင့်အကိုနည်းနည်းစားပါစေအောင်ဟဲ့အမေညီမလေးကကျမလည်းခရင်နည်းနည်းပြေးလိုက်တယ်လေမလိုတာ哦မနီချွေးမတမိချက်ပြုတ်တာမတက်ဘူးလားတချို့ကဟင်းသီးရွက်တွေပိုးထည့်နေပြီတချို့ကြတော့ယော့နေတယ်စနစ်တကျကျွေးမွေးဖို့သင်ယူ မနေ့ပြန်စပြီးည10:00နိုင်မှာအမေတို့ညစာကြွေးဟုတ်ပြီလားဟုတ်ကဲ့အမေဒီလိုနဲ့ဝါအောင်စားတော်ပြီးတော့ရောက်ခမတွေကသမင်းစားသပွဲကနေထားသွားကြပါတည်းဒီချိန်မှာမက်နီက သူ့ရောင်းမကိုကြားလိုက်ပြီးပြောခဲ့ပါတည်းအမေကျေးဇူးပြုပြီးပကံစေးတာတော့ကုညီပါအောင်ကျမပင်မန်းနေပြီမက်နီရေငါအများကြီးစားထားလို့လေကောင်းလေတန်းရှူဖို့အပေါ်ထက်ကိုလမ်းလျှောက်သွားအောင်မယ်ဒီလိုနဲ့တနားစီယာမက်နီဟာညနှစ်နာရီခွဲအထိပကံတွေအကုန်လုံးစီးကျော်ပြီးတော့ မိဖို့ကြောင့်ကိုတန်ရှင်းရေးလုပ်နေရပါတည်း ఓ ဖះရေဒီနေ့ငါကြောရင်နာကောင်းမင်းအခုငါအိတ်တော့မယ်ကွာနောက်တနေ့မနေ့ရောက်တာနဲ့ရောက်ခမကြီးကတကားကိုစပြီးခောက်လိုက်ပါတယ်ဟေးမနီမနီမြန်မြန်ထားတော့လေ ఓ ဖះရေဒီအိမ်မှာအိတ်ရတာတော့နောက်ကြမှာအိတ်ရထားဖို့များဝေးသေးတယ်မနဲ့အစောကြီးဘသူကလာပြီးတကားလာခောက်နေလဲမသိဘူးဟဲ့ချွေးမမနီတကားဖွင့်မအောင်ဟဲ့ကလတ်တိကလမော်ဒီတော့ပဲအိတ်နေရလား ဒီလိုနဲ့မနေ့လဲရောက်ခမကြီးတကားခောက်တန်းကြောင်းအချင်းမူတို့နဲ့တကားဖွင့်လိုက်ပါတဲ့ရောက်ခမကြီးကဘိုက်ကိုလက်နဲ့ဖိချပြီးရက်နေတာကိုတွေ့လိုက်ရပါတယ်မနေ့ရဲ့အမေကိုတံပြိုင်နည်းနည်းလောက်လှုပ်ပေးပါအောင်ဘိုက်ထဲမှာအရန်အောင့်နေတယ်အစာမကြေဘူးလားမသိဘူးအမေရဲ့ဒီလိုပဲဖြစ်တော့မှာပေါ့လူကြီးတွေကညဖက်အများကြီးစားပြီးဒီလိုပူတဲ့ရာသီမှာအိတ်တော့ဘယ်ကောင်းမှမလဲညဖက်ဆိုပော့ပော့ပပစားပြီးမှအိတ်တင်တာပေါ့ဟဲ့ချွေးမအမေစားတော့တာဝင်းရှုံနေနဲ့ အမေဖြင့်တီးထက်တောင်ပုံစားနိုင်သေးတယ်။အမေဘာမှလာပြီးတင်ပြနေစရာမလိုဘူး။ဒီလိုနဲ့နီလာလေးမန်နီစကားကိုနားမထောင်မေးဒေါသတကြီးနဲ့ပြန်သွားတော့တာပေါ့ကွယ်။ဒါနဲ့ပဲမန်နီလေးနီလာအတွက်ညဘက်တန်မြာကြီးလှုပ်ပေးလိုက်ရတော့တာပေါ့။နောက်နေ့ညမှလည်းပဲမန်နီကနီလာကိုမိခဲ့ပြန်ပါတည်း။အမေညစာတွေဘာချက်ရမလဲ။ချွေးမလေးညစာတွေကိုဘာမှမပြင်ဆင်ရသေးဘူးလား။ ရိုတီထမင်းဟင်းသင်းရွက်ပဲဟင်းလောက်ဆရာတွေမှာအများကြီးပဲညဘက်ဆိုအဲ့လိုပဲအများနဲ့ချက်နေကြလေချွေးမဟာဒေါသတကြီးနဲ့မိဘကြောင့်လေးကိုဝင်လာခဲ့ပါတယ်အပူချင်းကြောင့်မိဘကြောင့်ကတဲကန်နာရလူပူနေတော့တာပေါ့ကွယ်ငါတော့ကြင်ပြောရဲတယ်အခုငါရဲ့အစားတောက်ကြီးရဲ့ရခမတွေစိတ်တူလာပြီညစာတနက်ထဲနဲ့လေးရက်စာရိတ်ခါကုန်သွားတယ်ဘလို့ပမာဏလဲဘလို့မိသားစုလဲ ။ဦးမြင့်တဲ့အချိန်မှာဆန်ပြုတ်ပြုတ်နေရတဲ့ဆင်းရဲတဲ့ချွေးမရဲ့အချိန်လေးလဲပူပြီးစိုးလာတော့တာပေါ့ကွယ်။တညနေမှာပဲညဘက်ဗိုက်ပြေးတဲ့အထိစားတော့ကြတဲ့အတွက်ရောက်ခမတွေကလည်းနှိဘတ်တွေလီးပွားတာတွေမကြာခဏဖြစ်ကြတာပေါ့။ဒါမဲ့သူတို့ရဲ့အကျင့်ကိုတော့မပြင်းကြဘူးရဲ့ကွယ်။ညဘက်ရှိခါတွေအများကြီးကုန်တဲ့အတွက်အိမ်ကရှိခါတွေဟာနှစ်ရက်ကနေလေးရက်အတွင်းမှာပဲကုန်သွားတတ်ပြီးငွေကြေးအကုန်ကျလဲပုံများလာတော့တာပေါ့။အခုရေစီရောနတာမုံတွေရောရိတ်ခါရောအကုန်ကုန်သွားပြီ။ မြင်မြင်တော့ဝဲပေးပါအောင်နော်မဟုတ်ရင်ညစာချက်လို့ရမှာမဟုတ်ဘူးဟေးလုံခဲ့တဲ့ရဲအနေငယ်ရပဲငါဆန်အိတ်နဲ့ပေးပြီးမှားထားခဲ့တာလေနင်အစားတောက်တွေအများကြီးချက်လို့ရေခါရီကုံသွားတာပေါ့အေးနင်တောင်ညစာတနက်ထဲနဲ့လေးရက်စာစားတဲ့နင့်မိသားစုဝင်တွေကိုမေးတင်နေငောက်လာမမေးနဲ့ဒီလိုနဲ့မိဖို့ကြောင့်ရေခါနဲ့ရေကိစ္စနဲ့ပတ်သက်ပြီးတင်များနှစ်ယောက်လေးစကားများပြီးအဆင်မပြေဖြစ်ကြရတာပေါ့ကွယ် ီလိုနဲ့မကြီးရဲ့ယောက်ျားကကိုနေစီကဂျုံမုံနေဆန်ကိုအကျွေးနဲ့ယူလာပြီးဟင်းသီးဟွေသေးစီကလည်းဟင်းသီးဟွေတွေကိုအကျွေးနဲ့ဝေလာခဲ့ပါတည်းဒါရီကိုလည်းရောက်ခမတွေကတကြိမ်တည်းနဲ့အကုန်လုံးစားပြစ်လိုက်ကြတာပေါ့ကွယ်အခုတော့ညဘက်အများကြီးစားတဲ့အကျိုးဆက်ကြောင့်သူတို့ကျမ်းမာရေးကိုထိခိုက်လာပြီး တနေ့မှာအစာမကြေတဲ့အတွက်ရောက်ခမကြီးရဲ့အချင်းလေးလည်းပူဆိုးလာခဲ့ပါတယ်အမေနေကောင်းရဲ့လားရေနည်းနည်းလောက်တောက်လိုက်အောင်နော်မနေချွေးမ ။တမီးအစားတောက်ထဲမှာစီရအများထဲလို့အစာမကြေနိုင်ဘူးကွယ်။အမေအခုလို့ပူရဲရာသီမှာညာဘက်လက်ချောင်းပြည့်တဲ့အထိစားပြီးတော့အိပ်ရင်ချက်တဲ့သူအမမဟုတ်ဘူး။စားတဲ့သူရဲ့အမားပဲနားလေလားအမေ။ဒီလိုနဲ့မန်နီလေးချွေးရီတတိတိကြရင်ရိုင်းရိုင်းဆိုင်ဆိုင်ပြန်ပြောပြီးတော့ထွက်သွားခဲ့ပါသေးတယ်။ဒီတစ်ခါမှတော့စားတောက်အများကြီးစားတဲ့အတွက်ရောက်ကတိကြီးရဲ့ကျမ်းပါရေးလဲထိခိုက်လာခဲ့ပါတယ်။အဲဒီနောက်မှာမိသားစုဇေယဝင်ရောက်လာပြီးတော့စမ်းသပ်ပြီးတော့တာပေါ့ကွယ်။ဇေယော ုံခဲ့တဲ့နှစ်ရက်သုံးရက်ခရီးရကျွန်တော်ရင်ဘတ်ထဲမှာပူလောင်နေပြီးတော့ဘိုက်ထဲမှာလည်းလေရီအောက်နေတယ်အစာတော်မကြေနိုင်ဘူးဦးလေးစိတ်မရှိပါနဲ့ဒီလိုပူတဲ့ရာသီမှာလူကြီးတွေကညဘက်အများကြီးစားတော့ပြီးအရင်အစာမကြေတဲ့ပြဿနာတည်ကြပေါ့ဖြစ်မှာပဲညဘက်ဆိုရင်ပေါ့ပေါ့ပါပါစားပြီးမှအိတ်တယ်နေကျွန်တော်ကြားတာတော့ဦးလေးတို့မိသားစုကစားတော့မှုတွေတော်တော်များတယ်လို့သိရတယ်နေခင်းမှာအဝစားပါညဘက်မှာတော့ပေါ်ပါးတွေစားစရာတွေပဲစားပါဒီလိုနဲ့ဆင်အောင်ဝင်းရဲ့အကြံပေးချက်အရာ အခုတမိသားစုလုံးကညဘက်မှာပေါ်ပားတဲ့စားတောက်တွေကိုစားကြတော့တာပေါ့ကွယ်ဒီလိုနဲ့မိဘကြောင့်ရှိခါရီလိန်အရင်ကထက်ပိုပြီးကြကြခံလာပြီးချွေးမလေးပူပြင်းတဲ့ရာသီဥတုမှာစားတောက်တွေအများကြီးချက်ပြုတ်ရတဲ့ပြဿနာကနေတက်တရာရာသွားပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်